်ဘက်ဇာ3 series ရဲ့ game number 3ကို AI Esport ခေါ်ဆောင်သွားနေမှာလားတို့မို့ AI ကျွန်တော် YG YG Yangon Gladiators တို့နေနဲ့မြေတွေ့ရတိုင်မဲ့သူတို့ရဲ့ claim 3ကိုဆက်လက်ပြီးတော့ရယူသွားနိုင်မလား Welcome to the land of dawn အားလုံးကိန်းလိန်နေမချက်တီမှာလေကျွန်တော်အရင် e-sport အနေနဲ့တော့ကျွန်တော်ပြန်ပြီးကြည့်ရမယ် YG ဘက်ကတော့ကျွန်တော်ပုံမှန်လေးတိုင်းပဲ Lina Solution လေအပိုင်တိုင်းလုံးကြီးလို့ဗျာဒီ Valentina ရထားရဆိုလို့ရှိရင်100% win rate အခြေအနေထိတောင်ရှိတယ်အကင်းရှိ Shenru Strike နဲ့အားလုံးကိန်းကတော့တောက်လျှောက်ထိုင်ပြီးတော့ပုတ်ထားလို့ရတယ်တခုပဲ Lady Face Rotation ရမေးပိုင်းဆိုင်ရာမှာတော့ Farsa အနေငယ်တော့ပူပြီးအားတာရီလို့ပြောလို့ရတယ်ဗျာဟုတ်တယ်เนาะကျွန်တော် Blend နေလဲလာပြီးတော့နိုင်ငယ်လေးနှောက်ရှင်တဲ့သဘောလေးတွေ့ရတယ်ဒါပေမဲ့အရာဦးဗျာเนาะကျွန်တော်အပြန်အလှန်လေးပဲ Blend ရပြန်ပြီးတော့ Color သေးရဗျာ Online မှာလဲ Stick ကတော့ ဟီရိုနေချာရသူနိုင်ငယ်လေးနိုင်နေဗျာเนาะပြောဆိုရူဘီကမီလီတို့ဖြစ်နေနေတာတခုမှာလီဒါနေနဲ့ကောင်းကောင်းကြီးတော့ပြန်ပြီးတော့ဖျဲထားဖို့တော့ရှိလိမ့်မယ်စတစ်ကတော့သူအားလီမှာတော့အနိုင်တော့ဆော့ပဲဗျာအိုဖန်နီဖာညာပြန်ပြီးတော့မရသေးတဲ့အတိုင်းမျိုးလေးတွေဘီဂုဒွန်ရန်ဟူဖ်ကင်းနေရတော့ကင်မီဖြစ်နေတော့ကျွန်တော်တို့ဒါနေနဲ့ရောဂျာမဟုတ်ဘူးဆိုတော့ပြင်းမှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ရူဘီနေနဲ့လည်းနေမချက်မှာကျွန်တော်တို့ပန်နလစ်ကဒီရှောင်းသုံးသက်သွားသလိုပဲအရင်ကတော့ဒီလိုထန်လို့ရမှာတော့မဟုတ်ဘူးဗျာသူကကင်မီပလေယာဆိုတော့ဂျိုးကတော့နဲ့တယ်ဗျာနော်ကင်မီကိုနည်းနည်းလေးကောင်းကောင်းကြီး mention လုပ်သွားတယ်ပြောရမယ်ပိုးဝင်လင်လင်ပြောရရင်ကျွန်တော်ဒီလိုမျိုး match up တစ်ခုကကျွန်တော်ဒီနေ့မနက်မှာပဲတခြားသော region MPL မလေးရှားမှာမြေတွေးခဲ့ပြီးသွားပြီ SRG နဲ့ DMHK ပွဲစဉ်ရလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Ruby နဲ့ကျွန်တော်ဒီ Kimi match up အဲ့ဒီချိန်တုန်းကလည်းကျွန်တော် SRG တောက်ရှောင်းနေကြတာဗျဟုတ်တယ်နော်အဲ့တော့ဒီပွဲမှာဒီပွဲမှာလည်းကျွန်တော် Elite နေနဲ့ Lane Phase Control ပိုင်းကိုအကောင်းကောင်းကြီးသွားထားသေးတယ်ဗျဒါပေမဲ့လက်ရှိချိန်ဒီမှာတော့ Level SP ရ Station နဲ့မနိုင်သေးဘူးလို့ပြောလို့ရတဲ့အချိန်ဒီဗျအဲ့တော့ Level 4လောက်ထိပုံမှန်လေးသူ Minion Wave စောင်းစောင်းရတဲ့ဘိုင်းနဲ့အစီအပြေနေမယ်ဆိုလို့ရှိရင်တော့ဒါတွတ်တွတ်အမြတ်ပဲဗျ ဟုတ်တယ်เนาะအဓိက Ruby က level 4ရဖို့အဓိကပဲ level 4ရသွားလို့ရှိရင်ကုလောင်းလည်းရရင်တော့မကြောက်ဘူးဆိုတော့သူ့နေလေးလေး face မှာနဲနဲ့များအစဉ်ပြန်ပြီးတော့ပြေးွားနိုင်ကြတော့ရှိတယ်လက်ရှိချိန်ကတော့ပွဲကစားချိန်ကတပြေးပြေးနဲ့2မိနစ်လောက်ကိုရောက်ရှိလို့လာပြီ first to the five စာပြီးတော့ပုံမတက်ပြန်ပြဒီတစ်ခေါက်မှာလည်းမင်းပါပဲเนาะကျွန်တော် blend တူပဲ play ပွားပြီးတော့တွေ့နေတယ်တတလေးကတော့စပြီးတော့ပေါ်လို့ချိန်မှာမင်းပါပဲ platina flicker လေးပါလေပြန်ပြီးတော့တုံးတာတည်းရဗျ crash go over drive ဖက်ကလည်း blink ပြန်ပြီးကလေးခဲတာတခုနောက်မှလည်း forsan နဲ့ airstrike ပြန်ပြီးတော့ပြီးတာဟန် yuri နေနဲ့ right တိုင်းလာပြီးတော့ကျူးစားရဆိုပေမဲ့ first start five မှာတော့ yg ပဲဆက်ပြီးတော့ဥဆောင်ထားရဆိုတော့အနီထားမျိုးလေးတော့ကျွန်တော်တို့ပြန်တွေ့လိုက်ရတယ်ပေါ့နော် data advantage ဒီ goal လုံးမှာသွားပြီးတော့နည်းနည်း ဒါ impact ရှိသွားခဲ့တယ်ဆိုတဲ့အခြေအနေမျိုးလို့ပြောရလိမ့်မယ် offensive ဘက်ကမှာတစ်ဖက်ကကင်းပြီးအရင်သွားလို့တော့တိတ်မရသေးဘူးဗျ anti-grade thrust star လေးပြန်ဖိထားစေမယ်ဆိုရင် elder အားလေးကင်းမိနစ်ပိုင်းကြောင်းလိုမျိုး stage ကို down shot ကြီး left push ဖို့တော့မဖြစ်နိုင်တော့ဘူးဒီကကျော်ဒီ first star တွေရရှိသွားတဲ့အခြေအနေမှာ yg နေနဲ့ဒီ stage ဆိုလို့ရှိရင်ကျော် level asb ပို့ပြီးတော့များပြားလာတယ်ပေါ့နော် ultimate ရောက်သွားတဲ့ timing တွေမှာပြုဝင်လင်းပြောရရင်ကျော်ဒီဒါကင်မီနီနဲ့တော်တော်လေးဒါ3ထားမဲ့ time တခုရောက်လာပြီလို့ပြောရမယ်ချိန်မီဖလီကောင်အော်ဖန်နဲ့မှာပေါဝါပြီဆိုလို့ရှိရင်ပြန်ပြီးတော့ရှင်းသွားနိုင်တဲ့အခြေအနေတည်းရဲ့ဗျာ ကဲเนาะဆိုတော့ဘာလုပ်ကြမလဲဗျာဒီချိန်လေးကြီးကတအားဦးတော့အေးဆန့်နေရဆိုတဲ့ခံစားမျိုးတော့ရတယ်ဗျာเนาะခံစားချက်မျိုးရနေရဆိုတော့အဓိကချစ်ပြပရိုတိုကောနဲ့မလာသေးလို့ပါเนาะကျွန်တော်ဆက်လေးနေမှာလိုက်ပြီးတော့ overdrive လေးလိုက်ပေးမယ်ဆိုရင်တော့မစိုးဘူးပုံမှန်လေးတောက်လျှောက်ပဲ cutting က ပေးတော့မပေးသေးဘူးဗျာเนาะကျွန်တော်မဲစီနေနဲ့လည်းပြန်ပြီးတော့အန်နဲ့အလီဘာလီပြန်သုံးရတယ်အောက်မှာလည်းစစ်ကိုကဲမှုတော့ကြိုးစားနေပြီဗျာဒါပေမဲ့ရူဘီကိုသုံးရဝန်းကန်နေဆိုတဲ့အနေထားမှာအဆင်ပြေမလားဗောလီ spare bank control call လေးဒါရှင်းနေမောင်းရှော့ကတပ်ပြီးတော့ခက်တဲ့တစ်ခုမှာတော့ပိုတိုကွန်ဘာနဲ့လည်းပြန်ပြီးတော့တွေ့ရအောင်မယ်ဆိုတော့ AI sport အနေနဲ့ lane နဲ့ rotation bar အနေမှာ တစ်ဖက်ကကျွန်တော်တို့ဒါ chip ရဲ့နောက်ပိုင်းဒီသွားနေတဲ့ lane နဲ့ duration ပိုင်းနဲ့ဒီရှင်ရဲ့ motion shot timing တွေမတိုင်ခင်မှာသူတို့ကငန်းငန်သွားမလို့ရမှာဖြစ်နေမှာဗျာမဟုတ်ဘူးဆိုလို့ရှိရင်တော့ ruby နဲ့ cc တို့ထွက်လာခဲ့တဲ့ဒီ silent match တွေကိုသွားပြီးတော့ကာဖို့ဆိုတော့သူ့အနေနဲ့ gain မှုဆိုတာအတော်လေးတော့ခက်ခဲသွားတဲ့အခြေအနေမျိုးလေးလည်းဖြစ်နေရပေါ့နော် faster grab ပါလာတယ် pick off နဲ့ဒီ long range damage ပိုင်းတွေမှာအတော်လေးအားကောင်းတယ် finding catro နဲ့ follow up လိုက်မှာဆိုလို့ရှိရင် hero key တော့ရနိုင်တယ်ဒါပေမဲ့ဒီအခြေအနေမျိုးကတော့အရန် e-sport အရန် e dog shot ဖန်တီးလို့မရသေးဘူးဖြစ်နေတယ်ဘေကွန်ပေါက်ထဲကနေထွက်လာပြီးတော့ jerry crush over drive သွားပြီးတော့ goal line gain မဲ့အကွက်တွေလည်းကျွန်တော်စ င်းသားအောင်မယ်အချိန်ဒီတရက်လို့ကျွန်တော်ပြောရမှာပဲသူတို့ chip ယူပြီးသူတို့ကိုယ်တိုင်ပဲရီဆန်ရှင်းတဲ့ဒီ ruby ယူထားတဲ့ပုံစံတွေကဒီ chip draft ကို counter လို့ရတဲ့ဒါ golden fighter တွေထုတ်လာတာမဟုတ်တော့ ai e-sport အနေနဲ့အနေငယ်တော့စဉ်းစားကြရတခုတော့ဖြစ်လာပြီပေါ့နော် ban favor ရောဝင်တိုက်မှုတွေကျူးလာနေသေးတယ်အနေတော့များတယ်ဗျ charge ပြီးပြန်တော့သုံးထားတဲ့ lina ရှိတ်ထားရင်းနေပဲ black နေနေတော့ကျွန်တော် piano for speakers တွေတော့ latch down ရတဲ့ပုံစံပဲဟုတ်တယ်ရားရားသလိုမျိုးလိုက်ပြီးတော့နော်ကျွန်တော် jury နေနဲ့ဂျန်ကလေးကို light နှောက်ခြင်းတဲ့သဘောလေးအမွေနောင်လေးပြန်ပြီးတော့လာနေသေးတယ်ဗျာနော်အမွေနောင်လေးတော့ ်သွားရှိရနေတာတခုမှာစတင်နေနေကတော့အဆင်ပြေနေသေးတယ်လို့ပြောရမယ်ဒီမှာလည်းကျွန်တော်တို့ blade နေနေအောင်ဟောပါ air strike flicker ပြန်ပြီးသုံးသားသေးတဲ့နောက်မှာပြန်လည်ပြီးတော့လွတ်မြောက်သွားတယ်ဗျာအော် protocol ပိုင်းမှာလည်းတစ်ဖက်ကကျွန်တော်တို့ဒါ chip ကိုသူတို့မဖမ်းနိုင်လို့ဆိုရင်နည်းနည်းလေးပြန်ပြီးတော့အနေငယ်ပြန်ပြီးတော့ရုံးကန်မှာပန်းလေးတော့ကျွန်တော်တို့သွားပြီးတော့ရှိနေတယ်လက်ရှိမှာလည်း messi ပြန်ကြည့်နေကြတဲ့ခက်တဲ့တခုမှာတော့သူ့အနေနဲ့ own edge ကိုပြန်ပေးထားပြီးတော့ ground နဲ့ uns ပူပေါင်းထားပြီးတော့၄ minute timing ၄ minute ခွဲ timing ဒီမှာမအူပန်ကောင်းကောင်းပြန်လို့ပေးနေကြတယ်ဆိုရယ်ဒေတာမျိုးလေးပြန်ပြီးတော့တွေ့ရတယ်ဗျာတစ်ဖက်က blade down shot backline ဝင်လာတယ်ချစ်နောက်က backline control protocol crash ကို drive ဒီမှာ yuri ပြန်ရလို့ channel က again not a goal first blood elida ချက်ပြီးတော့အဆုံးသတ်လေးတစ်စီးနေပြန်ပေးခဲ့တယ်ကာတင်ကောမှာ four man ထချိတ်ထားရတယ်မြေကိုပြန်ပြီးတော့ elida double kill နဲ့အဆုံးသတ်ခဲ့တဲ့အခိုက်အတန့်မှာ1 for 2 trade tartar over ian esport ဆက်လက်ပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ tony charge ကတော့ကျွန်တော်လှုပ်ဖြစ်သွားရင်နေထားတည့်ရလို့ပဲကျွန်တော်ရိဆူရမယ်ပေါ့နော်တန်လေးဘိုင်းမှာတော့သူတို့အနေနဲ့ပြန်ပြီးတော့ trade tartar ပုံစံမျိုးတွေမြင်တွေ့ရတယ်ဗျာအခေးကလည်းပြန်ပြီးတော့ဥဆောင်သွားတယ်ဆိုတော့ network ဘိုင်းမှာ200လောက်တော့သူတို့ပြန်ဆင်ပြေးသွားတယ်ပေါ့နော် network balance ပြန်တော့ဖြစ်သွားတယ်ဒီနာ clean one နေပါပြန်တော့ပြီးလိုက်ဗျာ elida တော့ကျွန်တော် lane phase မှာတောက်လျှောက်ဒါ spray နေပုံစံနဲ့ feather air strike တစ်ချေးတိုင်းနေပဲ တွေ့တွေ့ရဲ့အချိန်ဒီမှာတော့ကျွန်တော် PA7 အနေနဲ့ Failure Airstrike ကတော့သူတို့ကျဲဝါမဲ့ပုံစံအနေထားရှိရပြအပေါ်မှာယင်နေနေတော့ကျွန်တော်ဖွင့်လင်းပြော UNS ကို Lane Face မှာရှင်ထိန်ဖို့တဲ့မင်းကြီးကက်ခန့်ရတဲ့ Dan တွေတော့သူတို့နေခံစားရမှုတော့များတယ်ဗျာကဲတော့အရေးကြီးတဲ့အချိန်တခုတော့ရောက်လာပြီ Man City ဒီကောက်မှာလည်းအနေငယ်များဝိုင်း Fake ကတက်ပြီးတော့သုံးသားသေးရဲ့မရောက်ဘူးဗျတော်တော်လေးဥတော်ရှင်နဲ့တူပဲခံရ damage ကြီးများတယ်နောက်မှလည်း Jury Backer လေးပါလေးပြန်ကြောက်ကိုကျိုးသွားခဲ့ပြီလေဘလို့မှမရောက်ရီဆန်ရှင်းနဲ့ ရင်ရဲ့ဒီကတင်းကောတွဲလုံးဝယူင်းနဲ့ကိုတော့ပြက်သွားသေးတယ်ဗျ။ Wise ပြီးသွားခဲ့ပြီဆိုတော့ Academy တွေမှာတောင်းတောင်းနေထားမျိုးမှာ CC Live Push တဲ့ဒီ Spare Band တွေအရင်ရောခံစားနိုင်မှာတော့မဟုတ်ဘူးဗျ။ဆိုတော့ Crash Call စပြီးတော့ Blend နေနဲ့ Spare Band Combo လေးပြန်တော့ပေးထားခဲ့တဲ့အနေထားမျိုးလေးတော့တွေ့ရတယ်။ဒီဖက်မှာလည်း Blend နေနဲ့ Grow Barricade ပြန်ပေးထားပြီးတော့ Jungle Skirmish Fire နေမှာသူပြန်ချိနေရဆိုတဲ့အခြေအနေမျိုးလေးလည်းထပ်ပြီးတော့ရှိနေပြန်တယ်ပေါ့နော်။အဓိကတော့ River Area မှာချဖို့ကနည်းနည်းလေးတော့ခတ်နေခဲ့တဲ့အခြေအနေပြော။ Objective Fire ဒီမှာပဲ AI Esports အနေနဲ့သူတို့ရရှိထားခဲ့တဲ့ Momentum လေးကိုကောင်းကောင်းဆက်ပြီးတော့တည်ဆောင်ရမယ့်အနေထား။ Kimmy ကတော့သူ့နေနဲ့ Concentrated Energy ပြီးသွားပြီ။ Sky MP ရသာထပ်ပြီးတော့ပြီးမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်း Elite ရဲ့ combination ကတော်တော်လေးကြောက်ဖို့တော့ကောင်းလာလိမ့်မယ်။လက်ရှိအချိန်ဒီမှာလည်းကျွန်တော် Blink နေနဲ့ chain တိုင်း Elite ကိုတွားခတ်မှုတို့ကြိုးစားနေသေးရဲ့ဗျာ။ positioning ဆောင်ဖိုင်းဆိုင်ရာအပြန် save ထားတဲ့အတွက်ကြောင့်တော့တိတ်ကမ်းမှုမလွယ်ကူနေရတာလို့ပြောရမယ်။ Uranus ကိုဖျက်ဖို့အနေနဲ့သူတို့အတွက်ဒါ Dominator ကြီးပါမလာဘူးဆိုပေမဲ့ခုနကတော့ Jason Shin နဲ့ကျွန်တော်ရင်းနဲ့ပေါင်းပြီးတော့ဖျက်သွားတဲ့တပောက်ကိုတော့ကျွန်တော်လည်းသတိထားရမယ် Magazine နဲ့။တခါရှော့သွားပြီးသွားလို့ရှိရင် Uranus ကိုကျွန်တော်ဖျက်ဖို့ damage calculation ကို YG ဘက်ကပြင်ပြီးတော့ twist လို့ရတယ်ဗျာ။ ဟုတ်တယ်เนาะကျွန်တော် online မှာ stick ကိုဖြတ်ဖို့ကြိုးစားတာတော်လေးတော့မရပါဘူးဒါပေမဲ့ပြဿနာပါလဲဆိုတော့ဟန်ကအမြဲလို့ vision ပြန်ပြီးတော့ပြပြီးတာပြီးတော့အချိန်မရွေးဒီ bagel pop တွေရနေပြီးတော့တောက်လျှောက်ဆိုဆိုလို့ blink ရောက်လာနိုင်ပြီးတော့ငါးငွေရောက်နေတာဖြစ်သွားနိုင်တယ်ဆိုတော့ hair အနေနဲ့လည်းအရင်ကြီးတော့ stick ကိုတတ်ချိန်ပြင်မဲ့လဲတတ်ခွင့်မရတဲ့အချိန်မျိုးလို့ကျွန်တော်သုံးသပ်ရလိမ့်မယ်ဗျာဒီဘွဲကတော့အနှဲငယ်လေးဒီနှစ်သိန်းရဲ့ကြားထဲမှာ idol လေးတွေကိုအချိန်ပေးနေလို့ခံစားတာ ိတော့မချတော့ဗျာနော်อืมအဓိကအားလေးကမချပါနဲ့လေးပြန်စီထားလိုက်ပြီးတော့တို့ဒီတို့ရဲ့ confidence level ပြန်ပြီးတော့ရရှိလာပြီဆိုတဲ့အခိုက်အတန့်မျိုးတွေပေါ့အနည်းငယ်ငါတို့ဒီမှာဆိုင်လို့တော့ရပြီဒီတစ်ခါတည်းပဲတိတ်တောင်းလို့ရပြီဆိုတဲ့အရာမျိုးကိုနှစ်သိန်းစလုံးကပြန်တင်နေအနေထားမျိုးတွေတော့ပြောရမှာပေါ့နော်အထူးသဖြင့် AI sport အနေနဲ့ဒီပွဲကိုလုံးဝနိုင်လို့မရဘူးရှုံးလို့မရဘူးဆိုတဲ့ pressure တစ်ခုတော့တို့မှာနည်းနည်းလေးသွားပြီးတော့ရှိနေတယ် regular season မှာဖြစ်နေသေးရဆိုတော့ဒီ double လိုရတဲ့ big goal plus stage ပြန်ပြီး offended အမကတ်တရုတ်ချပိုင်းနားမှာ elita killing spree ကိုပါထပ်ပြီးတော့သိမ့်ပိုက်ထားလိုက်ပြီဗျာဒီပွဲအတွက် first mission က stage ကိုတို့တက်ဖို့အတွက်ပေါ့မှာ messi နဲ့တော့ပြန်ထွက် ိတ်သွားပြီဆိုတော့တကောင်တကောင်ပဲပေါ်တကောင်နဲ့ပြန်ထောက်တောင်းနေ charge ကသူတိုက်ကိုတိုက်ပဲပြန်ပြေးရှင်းလာ Yori MP7 MP ဒီကောက်တာတွေရအောင်ယူသွားတယ်ဗျာနောက်မှလည်း Yori တောက်လျှောက်ပဲပြန်ပြေးထွက်သွားခဲ့တော့မရှင်းနောက်မှကျန်နေခဲ့ပြီဗျာရှင်းဒီတကောင်မှလည်းတယောက်တည်းသွားပြီးတော့ပိတ်မိနေနေပဲအလီတာ ဟီရိုကေ၄កောင်၄កောင်လုံးတယောက်တည်းယူထားတယ်ဗျာ။អូមេកាគេឡោឌីអូនេកេတဲ့ခဲတဲ့ခုမှာတော့គីមីសូសូស៊ី fully boss ပဲဖြစ်လာတယ်ဆိုရဲ chat တခုကတော့ကျွန်တော်ရန်ကုန်လက်ဒီ ghost တို့အရင်ပြောစရာမကောင်းတဲ့အနေထားမျိုးလို့ထီကိုမှာတွားကြနေတဲ့ခြေနေမျိုးတွေတော့ပြောရလိမ့်မယ်။တစ်ဖက်ကလည်း now get မှာကျွန်တော် 1k goal line လောက်ထီအရင် e-sport အနေနဲ့စပြီးတော့ဥဆောင်လာတယ်။ cutting goal နောက်ကဖလာခဲ့တဲ့ blitz တွေ bangers တွေနဲ့ backline control သွားခဲ့တဲ့ရင်းရဲ့ cc ကလည်းကြခဲ့တာနှစ်ခါလောက်ထီတော့ပြန်ပြီးတော့ရှည်သွားပြီဗျာ။ဆိုတော့ cc တွေတစ်ဖက်က ground နဲ့ unit ကိုကျော်လွန်ပြီးတော့ backline control နောက်ပိုင်းသွားဖို့ဆိုတာပို့ပြီးတော့လွယ်မယောင်းနဲ့ခတ်လာအောင်မယ်။မှန်ပဲ။ပြီးတော့ကျွန်တော် လီဒါအနေနဲ့ Sky Bio Stack 20ကျော်လောက်တော့ပြန်ရသွားပြီလို့ပြောရမှာပြ။အာလီဂိမ်းမှာအာလီဂိမ်းမှာကလေး concentrated energy ပြီးသွားတယ် spare vamp နဲ့ဒီ HE တိုးလာတဲ့ဘိုင်းဒီမှာကျွန်တော်လီဒါအနေနဲ့အစီပြေလာရေးလို့ပြောမှာ။ဒါဒီ token ပြီးထွက်လာခြင်းရဲ့ကျွန်တော်ဒီအကျိုးသက်ရောက်မှုတစ်ခုတော့တို့အနေနဲ့အပြေးဝသုံးချတာနိုင်တယ်ဒေတာတည့်ရလို့ဆိုရမှာပေါ့နော်။ target 3ချိန်မှာလည်း2ချိန်ရထားတယ်။အဝိုင်းကြီးဘက်ကတော့ကျွန်တော်ဒီ chip နဲ့ gunner မျိုးတွေတော့အရင်အသိမတွေ့ရသေးဘူးပြ။ဒီခုနကလိုမျိုး objective ဆိုင်တဲ့ချိန်မှာသာ portal connect လုပ်ပြီးတော်တော်လေး charge နဲ့လီနာပြန်ယူပြီးတိုက်တာမျိုးတွေပဲမြင်တွေ့နေရသေးရေပေါ့နော်။အရင်တော့မလွယ်ဘူးပြ။ AI ဘက်ကလည်းတို့ပြန်ပြီးတော့ အဲ့လိုခုနကလိုမျိုး game ရှုံးလိုက်ဆိုရဲအားတစ်ခုနဲ့ပြန်သွားနေရတာပေါ့နော်တစ်ဖက်မှာလည်း YG နေနဲ့သူတို့ဒီဒီချိန်မှာတော့အနေငယ်လေးဟန်အောင်ပို့ပြီးတော့အချိန်ပေးနေတဲ့ပုံစံမျိုးဗျအဲ့ဒီမိုင်းဆိုင်ရပြတင်းလာမှသာလိမ့်ပြန်ပြီးတော့ဆိုင်လိမ့်မယ် still ပြန်ပြီးတော့ combination လောက်လာခဲ့မယ်ဆိုလို့ရှိရင်တော့ front line power အင်အားတော်လေးတော့တောင်းနှိခိုင်မှုရှိတယ်ဒီချိန်မှာလည်း item နှစ်ခွက်လောက်ထိတော့ still နေနဲ့တက်ပြီးတော့ပါလာပြီဒါပေမဲ့ Maxman ကတော့ရီဆန်ရှင်းနဲ့ကင်မီအားပြန်မှုဆိုတော့ဒီနေရာရဲ့ဂျားက item တွေပို့ပြီးတော့အရေးကြီးရဲ့ဗျ okay ဒီမှာလည်းဆိုတော့ machine နဲ့ front line ထပ်ပြီးတော့သွားနေတယ် black okay two man audio ကိုကပါ upload ထားပြီးတော့ editor ကိုကောင်းကောင်းကြီးပဲ power spec ဖြစ်အောင်ထပ်ပေးနေတယ်ဆိုတော့ space ကိုကျွန်တော်တို့အများကြီးသွားပြီးတော့တွေးရတယ်နောက်မှလည်း blink dash shower crash code drive လေးပြန်ပြီးတော့သွားကျင်တယ် 4v1 ညက်ကြီးညက်မိနေကြတဲ့ camera တို့က crash code drive တွေခေါ်တော့မလား 5v1 ပြန်ပေးကြတဲ့ cut တို့အပိုင်းမှာတော့ blink တန်းကြလို့ border bound ကိုအရင်လာလို့မရအောင်ဆိုတော့ camera တို့က beacon lane stage ပြန်ပေးခဲ့ရမယ် 3v1 မှာတော့ ruby ပြန်ပြီးတော့ forward ထောင်းမှာ mighty swing ထပ်ပေးတယ် charge ဒီ on my 3v1 လေးပဲ air strike ထပ်ပါလာတယ်ခန်းပြန်ထွက်လာတယ်ကဲတာတစ်ခုမှာ cyclone ပြန်နေတော့ offense မှာ spare band control ပြန်လုံထားရတယ်ပဲ 1g ပြန်ပြီးတော့ forward target ပါပြီကျွန်တော်ပြန်ရှောင်သွားတဲ့တပောက်ကိုတော့ကျွန်တော်ပြန်ပြီးတော့မြင်တွေ့ရသေးရဲ့ဗျာလက်ရှိချိန်ဒီမှာတော့ကျွန်တော်လုံးဝပေါ်လာခဲ့ပြီဆိုတော့ AI e-sport အနေနဲ့ start run လို့ရရင် blink time က0 second ဘေးကုန်ပေါက်တဲ့ကနေသူပြန်လာလို့ရရတဲ့အချိန်တွေတရတော့ရှိရဲ့ဗျာချိန်မှာတော့ messy ရင်းကိုတော့ပြန်လိုက်ကပ်ထေးထားတယ် retribution ကတော့ jury ပဲပြန်ရသွားတဲ့အချိန်မှာ AI အနေနဲ့ဒီ first long impact နဲ့အတူတူ cyclone attack တစ်ခုကိုပြန်သွားလို့ရတယ်ဒါပေမဲ့ဒီအချိန်ကတော့နည်းငယ်ပြန်စိမ့် င်းဆိုင်တာပဲပူကောင်းပါလိမ့်မယ်ဟုတ်တယ်เนาะကျွန်တော်ဂိုးလင်းကိုဘတ်စမန်မသုံးခဲ့တဲ့နေသားတစ်ခုမှာတော့เนาะအနေငယ်လေးပြန်ပြီးတော့ဒါကြည့်ရမယ်ဆိုလို့ကျွန်တော်ဝိုင်းဂျင်နေနဲ့နေပါလာခဲ့တယ်လို့သုံးသပ်လို့ရတယ်အစတီးယရူဘီဒီလည်းကျွန်တော်တစ်ခါတော့ပဲကြာလာခဲ့ဆိုနေမဲ့မီလီဒီဘယ်ဒေဆိုင်တဲ့နေရာမှာမီလီဟီးရိုးတကောင်နေနဲ့အများကြီးပူပြီးတော့လောကကာယခက်ခဲလာတယ်ဗျာအဓိက ရွေးနဲ့ရဲအဲ့ဒီပြုံမှာ grow ရဲ့ front line power ကတော်တော်လေးအားကောင်းနေတယ်။နောက်ကနေပြီးတော့လဲ far throw ပါလို့ down damage ပေးနေရလဲပါတယ်။အခုလဲ low နဲ့တူပဲ make ကနေပြီးတော့ AI eSport အပြင်ထပ်ပြီးတော့ PR တော့ပေးလာပြီ။ Okay လက်ရှိမှာလဲကျွန်တော်တို့ AI eSport နောက် gap ကတော့ 2.2k goal leading ပြန်ရှိလာခဲ့တဲ့ခက်တက်ခုမှာတော့ဒီ UNS နဲ့ grow သွားနေခဲ့တဲ့ map control time ကို YG ဘလို့မပြန်ပြီးတော့တုတ်ပြန်ထားလို့မရအောင်ဆိုတော့အနေထားမျိုးလေးလဲကျွန်တော်တို့ပြန်တွေးရတယ်ပေါ့နော်။ဆိုတော့ stage အဓိကတော့ goal နဲ့ match ပါနေမှာ pure match မှာပါလာခြင်းမရှိဘဲနဲ့ Blatina လိုမျိုးနဲ့လည်း ဒီပုတ်ကလေးရတဲ့ကောင်မျိုးလေးတွေတစ်ဖက်ကပြန်မဲ့ Spikerston ကိုပြန်အားကူရတဲ့ Mage တွေကတကယ်တကယ်ဗက်တန်နီလားငါလားဆန်နေချင်ပါအများကြီးတို့ပြီးတော့ထိနေတယ် Cutting goal crash goal drive backline of hand မပြေဆဲမတန်းချရတယ်ပဲချက်ရှိကြတဲ့ Messi area dominance မှာ 3v1 နဲ့ Tronic charge တွေချက်ပေးတာက 3v1 နဲ့ Mustache ချက်ပြီးတော့လွတ်မြောက်နေတယ်လို့ Yuri အမှလည်းတာတာဝါချက်ပြီးတော့အဆုံးသက် 3v2 ဆက်ပြီးတော့ရှိနေကြတဲ့အခက်တမှာ AI Esports ချန်နေကြတဲ့ First Tower ကိုပါ Fame Fight ထားပါဦးမယ်ပြန်တော့လာအောင်ပါဗျာမြေမှာရှိ First Tower တော့ပြန်ပြီးတော့ရပါတယ် Tronic charge ကိုသူပြန်ကားတဲ့အချိန်ဒီမှာ Plane နဲ့ crash over drive ချန်နေကြတဲ့အချိန်ဒီမှာတော့ပြန်ရှောင်းထား င်းနဲ့ပဲ flick ကပေးလိုက်ရပြီဗျာ map control ဘိုင်းဆိုင်ရာရတော့ AI esport အနေနဲ့ site lane တစ်ခုလုံးမှာ second turn နဲ့နေတော့ပြန်ပြီးတော့ရသွားတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဒါပေမဲ့ခုနကတော့အခြေအနေတိုင်းမှာ blink အနေနဲ့ဒီ crash core overdrive မှာ protocol နဲ့လို့ဖို့ PA စဲမောင်ရှာတေသွားတဲ့အချိန်မှာ blink နေနဲ့အကျော်ဒီ black နေနဲ့အရင်အတူတထောင်းနဲ့ charge မတုံးသွားလို့ပြတကယ်တော့ protocol နဲ့အချိန်ဝင်တဲ့အချိန်9000လောက်ဝင်သွားပြီးတော့ charge နဲ့ဖြတ်တိုက်မယ်ဆိုရင်ဒီ tan ရိုးနဲ့ကျော်စဉ်းစားအောင်မယ်ကဲတော့နောက်မှလည်းတကောင်လည်းဖြစ်နေကြတဲ့ blink flicker လေးကလည်းမရှိတော့နေတာတကူမှတော့ fanny yuri ထပ်ပြီးတော့ရောက်လာပြန်ပြန်ဒီဘက်မှာလည်း offending ပြန်ကာထားလို့သာအင်းငယ်လေးတော်သွားတယ်ဗျာတကယ်တော့ကျတော့ဒီချိန်က yg က ကျော် crowd control ဝိုင်းဆိုင်ရာအများအိတ်ထိန်ထိန်လို့ရတဲ့အနေအထားလို့ပြောလို့ရတယ်။ဒါပေမဲ့ကျော်ဒီ AOE crowd control နဲ့ဒီ airborne တင်ထားတဲ့အရာအချိန်ကြာကြီးဖြစ်နေတာဆိုတော့ Farsar Ground Farsar တွဲလုံးကကျော်ဒီ powerful ဖြစ်ခဲ့တဲ့ combo တစ်ခုလို့ပဲ။အဲ့ Farsar အဲ့ဒီတွဲလုံးမိသွားတာနဲ့ AI ကတောင်းလျှောက်ကြီးဝင်လာတာဗျ။ပြီးတော့ကျော်ဒီ Elite Sonic Power Spike ဖြစ်နေရလဲပါတယ်ပေါ့နော်။ Versus Three Series ရဲ့ game နဲ့မဟုတ်မှာ AI နည်းနည်းလေးကျွန်တော်တို့ပြန်ပြီးတော့ရှုံးနေထားခဲ့တဲ့အခြေအနေမျိုးနော်။ဒီတစ်ခါမှာရှေ့ရပွဲမှာတော်တော်လေးမြူးခဲ့တဲ့ကိုဝေးနေနဲ့ကျွန်တော်တို့ AI ရှုံးနေတဲ့အချိန်မှာအရင်မမြူးနိုင်ဘူးဆိုတော့ Elite မျိုးကိုကျွန်တော်တို့ပြန်ပြီးတော့တွေးနေရတယ်။ဆိုတော့တွေးနေရတယ်ဆိုတော့ Vigo လေးပါလေသူ့အနေနဲ့ ဒီဖြုတ်ဖို့တော့လိုအပ်လာခဲ့တဲ့အခိုက်အတန့်များမေကမင်းတို့တိုင်ပိုင်းခြားတွေမှာတစ်ဖက်က AI Esports အနေနဲ့ကောင်းကောင်းကြီးပြန်ပြီးတော့ဥဆောင်ထားနိုင်ခဲ့တဲ့အပိုင်းလေးတွေတော့ရှိတယ်ပေါ့နော်အဓိကတော့ Uranus နဲ့ဒီ Dawson Grok Mac Control သွားနေတော့မထိနိုင်သေးဘူးဒါမှလည်းပဲ Crash Core Drive ရဲ့ Chip Flying လုံးမဲ့ Timing ကိုလည်းကျွန်တော်တို့အရင်ပြောလို့မရသေးဘူးပေါ့နော် တော်တော်လေး Fully Power Swap ဖြစ်နေခဲ့တဲ့ Elite ရဲ့ Kimida shutdown key ပေးရမှာဆိုရင်ရောဒီနေ့လေးကျွန်တော်တို့ဒါပြီးခဲ့တဲ့ရှေ့ကပွဲစဉ်တွေမှာတွေ့ခဲ့သလိုပဲ turning point သွားပြီးတော့ဖြစ်နိုင်သေးတယ်။ဒါဝင်ပြီးထားရင်နော် fully face ပြီးဖို့တိတ်မလို့တော့ဘူး။ဘိုးလေးနှကောင်ချားထဲမှာ 2k တောင်กว่าနေ။ကိုယ်လှုပ်ပေါင်နဲ့သုံးသက်ချက်လေး။ဒီကတော့ဒီ ruby gold လေးဆိုတော့အဲ့လိုမျိုးစူးချမှပဲရမှာဗျာနော်။အဲ့လိုမျိုးစူးချရတဲ့နေရာမှာလည်းတစ်ဖက်က kim လို့ပါလို့လိုက်ပြီးတော့ဒါနောက်ကနေပြီး follow လုပ်မယ်ဆိုလို့ရှင်တော့လဲဆိုးတော့မဆိုးဘူးဗျာ။ဒါပေမဲ့ရေဆန်ရှင်းဖြစ်တဲ့ hand on လည်းမိသားလို့တော့မရအောင်နော်။ဒီဘက်မှာ bass မပေါ့ဆိုပေမဲ့ jungle room မှာ မစမ်းပစ်တာနေဒါဒီမှာလည်းပိုင်ဝိုင်းနေထားလေးမဂျူရီဒါသလောက်လေးတော့ယူသွားပြီးတော့ပြပြီးတော့ကျိုးသွားပြီ။နောက်မှလည်းပလင်းဖီးရီပေးထားသေးတယ်မှာဗတဲ့ရင်ဆိုင်မှရမှာနော်။တော့ရင်ဂိမ်းမှာဆိုလို့ရှိရင်သိတော့မလွယ်တော့ဘူးဗျာ။ဟိုလီခရစ်စတယ်ရတ်တန်ပြီးသွားပြီ။ဒီဘက်ကလည်းဘက်လန်အိုလီဗီယိုရီလာချီနေကြတဲ့ခါတည်းကမှခရက်ရှ်ကဒရိုက်လေးပြန်ပြီးတော့ပေးချင်တယ်။ပလင်းနဲ့1v1 overdrive မှာ force astro eye ပြန်ပြီးတော့ပြတ်တဲ့နောက်က damage တွေအောက်မှာ messy front line damage ကန်တက်ပြီးတော့ရှိနေသေးပဲဗျာ။နောက်မှလည်း 4v5 saturation သူရဲ့ဒါခရက်ရှ်က overdrive တွေမရှိတော့ဘူးဆိုရယ်ခါတည်းကမှ stage နဲ့ back line control ပြန်သွားပြီးတော့ကျိုးသွားတဲ့ offensive pico ယူရီတော့ပြီးနေတဲ့ wide ပြတ်တယ်ဗျာ။ oh 老，这边有阿森纳，这边有谢尔巴金，两门刀。这边有个巴西，阿玛达马基巴金，那有三门刀。切尔西那边梅西偏多呀，那边福布斯多呀，那阿玛，呀，伊兹博尔的脚机会，托尼莫德库洛偏多，偏萨塔拉呀，阿米。阿拉欧，这边是阿拉偏阿维，这边是米兰，这边有罗比亚多，有维，这边有皮瓦多，这边。O.K. O.K. 哎，几多阿？哎，几多？伊就给多阿罗偏亚多阿？那我话，托尼加尼斯库拉阿米那偏科维加来的，你往沃德那阿边？你往沃德那伊，你德西，你德西阿坤尼。